ကိုကနိုင်ငံခြားသွားပြီး part time အနေနဲ့ waiter waitress လုပ်ရှင်နေဆိုရင်တော့ဒီစာကြောင်းလေးတွေနဲ့ဒီဝဟရာလေးတွေကိုတည်ထားတင်ပါတယ်ဒီဗီဒီယိုမှာ waiter waitress တွေတည်တည်နဲ့အတော်များဆုံးဝေါ်ဟာရာတွေနဲ့အတော်များဆုံးစကားပြောတွေဆိုပြီးတော့နှစ်ပိုင်းပြောပြပေးသွားမှာဖြစ်တယ်။ဒီဗီဒီယိုကလည်းကျမကို comment မှာခဏခဏတောင်းဆိုထားကြတာကြာပြီးဖြစ်တဲ့ဗီဒီယိုဖြစ်တယ်ပေါ့နော်။ဆိုတော့လေ့လာလိုက်ရအောင်။ပထမဆုံးအနေနဲ့အတော်များဆုံးဝေါ်ဟာရာတွေ menu 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 အစားတောက်စီရင် specials 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 အထူးဟင်းလျာများ reservation 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 ကြိုတင်စာရင်းပေးခြင်း walk in walk in walk in ကြိုတင်စာရင်းမပေးဘဲဓာတ်ရိုက်လာခြင်း main course main course main course tiga အဓိကဟင်းလျာ appetizer appetizer，appetizer，那我们免啥？ ဒီနှုတ်မြင်စာဆွဲဟာကတော့ကျမတို့မြန်မာလူမျိုးမှဆိုတိတ်မရှိဘူးပေါ့နော်။သူကဘာလို့ပြောချင်တာလဲဆိုတော့ဘာမှမစားခင်ဒီစားတော့မဲ့ညစာဖြစ်ဖြစ်နေ့လယ်စာဖြစ်ဖြစ်အကုန်လုံးကိုနှုတ်မြင်သွားအောင်စားတဲ့အစားတောက်လိုမျိုးလေးပေါ့နော်။အာစားတောက်ဆိုင်ရည်တွေမှာဆိုရင်စတာတာလို့လည်းခေါ်တယ်။ဥပမာဆိုလို့ရှိရင်နည်းနည်းချင်းချင်းပြုံးပြုံးဆလတ်လေးအတုပ်လေးတွေကိုအရင်စားပြီးတော့ဒါစားခြင်းစိတ်ကိုလှုံ့ဆော်ပေးတဲ့အစာလေးပေါ့နော်။အဓိကအပြင်သူကဒီ appetizer တွေက main course မလာခင်ပေါ့နော်။အဓိကဟင်းလျာ လာခင်မှာဒီ appetizer ကိုအရင်စားကြတယ်โอเค dessert 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 အချိုပွဲ refill 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 ပြန်ဖြည့်ခြင်းထပ်ဖြည့်ခြင်း bill 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 ငွေတောင်းခံလွှာ check 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 ငွေတောင်းခံလွှာ change change, change, yan yeah, an we. Receipt, 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 yi yes, uh? Pay, 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 bi Cash, 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 mui Order, 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 ma yudi, di. Dining, dining, dining. dining. စားတောက်ခြင်းဒီ dining ကတော့အဓိကအားဖြင့်ညနေစာမှာစားတောက်ကြတဲ့ဟာပေါ့နော်အဲ့ဒါကိုညနေစာစားတဲ့အချိန်မှာ dining လို့သုံးတယ် dish 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 ဟင်ပွဲ allergy 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 ဓာတ်မတည့်ခြင်း vegan 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 တတ်တတ်လို့ take away take away take away ထုတ်ပိုးပြီးယူခြင်းဒါကတော့မြန်မာလိုပြောမယ်ဆိုရင် parcel ယူမယ် parcel ယူမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကဲဆိုတော့အခုစကားပြောတွေကိုကြည့်အောင်စကားပြောတွေကလည်းဒီ waiter waitress လေးတွေတည်တည်နေစကားပြောတွေကအများကြီးရှိရပါတော့เนาะဆိုတော့စကားပြောတွေကြည့်အောင် Hello welcome to restaurant name ပေါ့ကိုအလုံးလုံးနေတဲ့ restaurant ရဲ့ name ကိုထည့်မယ် Hello welcome ဥမာကိုအလုံးလုံးနေတာ sky bar ဆိုရင် Hello welcome to sky bar ပေါ့ ဒါမှမဟုတ်လဲ hello welcome to jojo hop ပေါ့ဗောဂျိုဂျိုဟော့ပေါ့ဆိုရင် welcome to jojo bạn ပေါ့အဲ့လိုမျိုးပေါ့နော် hello uh, là အာမင်္ဂလာပါဘယ်ဟာမှကြိုဆိုပါတယ်ဆိုတဲ့ဟာမျိုးပြောရမယ်စပြီးတော့ so, do you have a reservation Chú xem trên nào ကြိုတင်စရင်ပေးပြီးသားလားရှင်ပြောချင်တာကတော့ booking တင်ထားလားပေါ့နော် do you have a reservation do you have a reservation do you have a reservation Chú ကြိုတင်စရင်ပေးပြီးသားလားရှင် booking booking ယူထားလားပေါ့ how many people are in your group ကိုမတို့ဖွဲ့မှာလူပနှစ်ယောက်ပါပါလဲ how many people are in your group how many people are in your group ကိုမတို့ဖွဲ့မှာလူပနှစ်ယောက်ပါလဲ okay ပြောမယ်ဆိုလို့ရှင်တော့သူကလူ3ယောက်ဆိုရင်3ယောက်4ယောက်ဆိုရင်4ယောက်ကိုကတင့်တော်တဲ့စပွဲဝိုင်းလေးစီစဉ်ပေးမယ်ဆိုတာမျိုးပေါ့နော် how many people are in your group အကိုမတို့ဖွဲ့မှာလူပနှစ်ယောက်ပါပါလဲရှင် would you prefer indoor or outdoor seating အတွင်းပိုင်းမှာထိုင်ခြင်းလားအပြင်ပိုင်းမှာထိုင်ခြင်းလားစားတောက်ဆိုင်ကြီးတွေဆိုလို့ရှိရင်အထဲမှာထိုင်တဲ့နေရာကြီးလည်းရှိရလေဒါမှမဟုတ်လို့ရှိရင်ဝရဏာလိုမျိုးလေးအပြင်မှာထိုင်တဲ့နေရာလည်းရှိတယ်အဲ့လိုမျိုးပေါ့နော် Would you prefer indoor or outdoor seating Would you prefer indoor or outdoor seating အတွင်းပိုင်းမှာထိုင်ခြင်းလားအပြင်ပိုင်းမှာထိုင်ခြင်းလား Okay Would you prefer indoor or outdoor seating အတွင်းပိုင်းမှာထိုင်လားအပြင်ပိုင်းမှာထိုင်မလားသူတို့ကိုကနေရာချပေးဖို့မေးနေရမေးခွန်းနေပေါ့နော် please follow me this way please ကျေးဇူးပြုပြီးကျမနောက်က like ခဲ့ပါဒီဘက်ပါရှင် please follow me this way please please follow me this way please ကျေးဇူးပြုပြီးကျမနောက်က like ခဲ့ပြီးပါဒီဘက်ပါ please follow me this way ကျမနောက်က like ခဲ့ပြီးပါဒီဘက်ပါ okay please follow me this way please အာသူတို့အပြင်မှာထိုင်မယ်ပဲဖြစ်ဖြစ်အတွင်းမှာထိုင်မယ်ပဲဖြစ်ဖြစ်လူဘယ်နှယောက်ဖြစ်ဖြစ်ပြောလိုက်လို့ရှိရင်ကိုကခုံနေအောင်ပြပေးတဲ့ဟာမျိုးပေါ့နော် please follow me this way please okay နောက်တစ်ခုကကြတော့ may i take your coat အင်ကြီးကိုယူထားပေးရမလားရှင်ဒါကတော့တချို့နိုင်ငံကြီးတွေမှာဆိုလို့ရှိရင်အာနည်းနည်းအေးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့ကကုတ်ကြီးပြလာတယ်လေအဲ့လိုမျိုးကုတ်အင်ကြီးအရှိကြီးတွေဝတ်ပြီးတော့မှရောက်လာတာဆောက်အဲ့ဆိုလို့ရှိရင်အဝေးထားဝေးထရက်စ်လေးတွေကကျကုတ်အင်ကြီးတွေယူပြီးတော့တနေရာမှာချိန်ထားပေးရတာမျိုးရှိရပါတော့အဲ့လိုမျိုးဆိုလို့ရှိရင် may i take your coat please ကုတ်အင်ကြီးကိုယူထားပေးရမလားရှင် may i take your coat please may i take your coat please အင်ကြီးကိုယူထားပေးရမလား okay နောက်တစ်ခုကကြတော့ Here's your table. Have a seat. ဒီမှာစပွဲပါရှင်ဒီမှာထိုင်လို့ရပါပြီ။အာကိုကသူတို့ကိုနေရာပြပေး။အာဒီမှာထိုင်ပါ။ Here's your table. ဒါနေရာစပွဲဖြစ်ပါတယ်။ Have a seat. ဒီမှာထိုင်ပါ။ Okay? Here's your table. Have a seat. Here's your table. Have a seat. ဒီမှာစပွဲပါရှင်ဒီမှာထိုင်လို့ရပါပြီ။ Okay? နောက်တစ်ခါကျတော့ Here are the menus for you. ဒီမှာစားတောက်စင်းတွေပါရှင်ပေါ့မင်းတို့စားတောက်စင်းတွေပါပေါ့အာ menu ကြည့်ပြီးတော့မှာလို့ရပြီပေါ့ here are the menus for you here are the menus for you okay here are the menus for you ဒီမှာစားတောက်စင်းတွေပါရှင်နောက်တစ်ခွက်ကျတော့ are you ready to order မှာယူဖို့အဆင်သင့်ဖြစ်ပြီလားအာတို့တို့ menu ကြည့်စီအောင်ပေါ့စားတောက်စင်းတွေကြည့်ဟာဟိုကမားမလားဒီကမားမလားတွေးပြီးလို့ရှင်ကိုကဒါလေးတွားပြမှာ are you ready to order မာယူဖို့အစင်းသင်းဖြစ်ပြီလားအာစဉ်းစားပြပြီလားဘာမှမလဲစမှတ်မယ်နော်ဒီလိုမျိုးပုံစံမျိုးပေါ့နော် Are you ready to order? Are you ready to order? မာယူဖို့အစင်းသင်းဖြစ်ပြီလားရှင် Okay နောက်တစ်ခါကျတော့ What would you like for your appetizer? အာကိုယ့်ရဲ့နှုတ်မင်းစာအနေနဲ့ဘာမှားခြင်းလဲတချို့ကကြတော့ main course ပဲမှားတာရှိရပါတော့ Okay main course မတိုင်ခင်ဘာလေးစားခြင်းသေးလဲဒါမျိုးပေါ့နော် What would you like for your appetizer? နှုတ်မိန်စာအနေနဲ့ဘာစားကျင်သေးလဲပြောမယ်ဆိုရင် appetizer လို့လည်းခေါ်ရဲ starter လို့လည်းခေါ်ရဲ what would you like for your starter လုံးဝအဓိကဟင်းရမလာခင် starter အနေနဲ့အာဘာစားကျင်လဲပေါ့ဒါမျိုးပေါ့နော်နောက်ထပ်တစ်ခွကကြတော့ Would you like to try today's special? ဒီနေ့ရဲ့အထူးဟင်းလျာကိုမှာခြင်းပါတလား။အာစိုင်းနေမှာဆိုလို့ရှိရင်စိုင်းကြီးတွေမှာဆိုရင်နေ့တိုင်းဒီနေ့အတွက် special ကဘာဆိုပြီးရရှိတယ်။အမဆိုဒီနေ့ special ကပေါ့ကြက်ရင်ပုံသားပေါ့အဲ့ဒါဒီနေ့အတွက် special အဲ့လိုမျိုးဟာမျိုးကိုလဲကိုကမေးလို့မေးချင်လဲမေးလို့ရတယ်ပေါ့နော် Would you like to try today's special ဒီနေ့ရဲ့အထူးဟင်းရအောင်မှာခြင်းပါတလား Would you like to try today's special Would you like to try today's special? ဒီနေ့ရဲ့အထူးဟင်းလျာကိုမှာကျင်ပါဒလားနောက်ထပ်တစ်ခုကကြတော့ What would you like for your main course? အဓိကဟင်းလျာအတွက်ဘာမှာကျင်ပါလဲ Main course ကအဓိကဟင်းလျာပါเนาะ What would you like for your main course? What would you like for your main course? အဓိကဟင်းလျာအတွက်ဘာမှာကျင်ပါဒလဲနောက်တစ်ခုကကြတော့ Would you like anything for dessert? အချိုပွဲအတွက်ဘာမှာကျင်ပါဒလဲ အာ dessert ကအချို့ဘွဲကို would you like anything for dessert အချို့ဘွဲတော့ဘာမှကျင်ပါလဲ would you like ice in your drink တောက်စရာထဲမှာရေခဲထည့်အောင်မလားဒါလေးကတော်တော်များများမှာအသုံးဝင်တယ်တချို့တွေကရေခဲပါတာကိုကြိုက်တယ်တချို့တွေကရေခဲမပါတာကြိုက်တယ်ပေါ့အမှန်ဆိုလို့ရှိရင် customer uh, no ice တို့ဘာလို့ပြောလိမ့်မယ်ပေါ့နော်ရေခဲမပါနဲ့ ice ပါတယ်ဆိုရင်လည်းသူတို့ yes some ice please ပေါ့အဲ့လိုမျိုးပြောလိမ့်မယ်ပေါ့ would you like ice in your drink တောက်စရာထဲမှာရေခဲထည့်ပါအောင်မလား would you like ice in your drink would you like ice in your drink တောက်စရာတွေမှာရေခဲထည့်ပါမလားရှင်နောက်တစ်ခါကျတော့ do you have any food allergies တမတဲ့တဲ့အစာတောက်များရှိပါလားဒါကတော့ပြောမယ်ဆိုရင်စားတောက်ဆိုင်အရန်မကြီးတဲ့စားတောက်ဆိုင်ဆိုရင်တော့မေးလို့မရှိပါဘူးဒါပေမဲ့အရန်ကြီးတဲ့စားတောက်ဆိုင်ကြီးစားတောက်ဆိုင်ကြီးတွေမှာဆိုလို့ရှိရင်တော့ food allergies တွေရှိလားဒီလိုမျိုးမေးတတ်တယ်ပေါ့နော် do you have any food allergies မတည့်တဲ့အစားအသောက်များရှိပါသေးသလား Do you have any food allergies? Okay? နောက်ထပ်တစ်ခွာကြတော့ How would you like your steak cooked? အမဲသားကိုဘယ်လိုချက်တာမျိုးလိုချင်ပါလဲရှင် How would you like your steak cooked? အော်အမဲသားကိုဘယ်လိုချက်တာမျိုးလိုချင်ပါလဲရှင်ပြောမယ်ဆိုလို့ရှင်တော့ steak ကကျမတို့အာတော်တော်များများဘယ်လိုပြောမလဲအမဲသားဟိုမှာကွာ तू က အာအရင်အရေးသွေးကောင်းတဲ့အမဲသားကြီးတွေကို share နှက်ထားပြီးတော့အာလုတ်တဲ့ဟာရှိရပါတော့သူတို့ကအာဒီဟာကိုလုံးဝလုံးဝကြက်အောင်ချက်တာရှိရမဟုတ်ဘဲနဲ့ raw ရှိရဆိုမကြက်တကြက်ပေါ့နည်းနည်းသွေးတွေပိုင်းတော့မြင်ရတယ်ပေါ့နော်တခါလိုက်ကြရင်လည်း median ရှိရ median ဆိုလို့ရှိရင်ကျတော့နည်းနည်းမကြက်တကြက်လေးပေါ့အဲ့လိုမျိုးချက်တာတွေပေါ့နော်သူကဒါတော့စောတောက်ဆိုင်လုတ်တဲ့လူတွေဆိုရင်ပိုတည်ရဲ့ a steak ကဒါ european sign တွေတော်တော်များမှာဆိုလည်းရှိတယ်အဲ့တော့ steak ကိုဘယ်လိုချက်ပေးရမလဲလုံးဝ အချက်လားမချက်တစ်ချက်လားအာဒါမှမဟုတ်လို့ရှိရင်လုံးဝ raw လားအဲ့လိုမျိုးမေးလို့ရတယ်ပေါ့နော် how would you like your steak cook အမဲသားကိုဘလို့ချက်တာမျိုးလိုချင်ပါလဲရှင်နောက်တစ်ခွာကျတော့ excuse me here's your order တစ်စိတ်လောက်ပါမှားထားတာလေးတွေရပါပြီဖြင့် excuse me here's your order တစ်စိတ်လောက်ပါမှားထားတာလေးတွေရပါပြီ excuse me here's your order okay နောက်တစ်ခွာကျတော့ here's your drink the food will be out shortly. Tausiari Yababi, Sazi Lem Mazagin, Yabarome. Here's your drink. The food will be out shortly. Okay, here's your drink. Tausiari Yababi, the food will be out shortly. Sazi Le Mazagin, Yabarome. Are you celebrating something special today? ဒီနေ့ကအထူးပွဲတစ်ခုကိုကျင်းပနေရပါလားဒါတော့မလို့လို့ရှင်မမေးတာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်ဆိုင်လာတဲ့ customer အရင်အနောက်ရှက်ဖြစ်သွားမှလည်းရှိရတယ်ဒါပေမဲ့အာဒါပေမဲ့တချို့ကလည်းဒီမေးခွန်းကဘာအတွက်မေးရလဲဆိုတော့ဥပမာမွေးနေ့အတွက်လာပြီးတော့စားကြရဲထားပါတော့မွေးနေ့ရှိတဲ့လူတွေကိုဆိုရင်ဘာလက်ဆောင်ပေးပါတယ်ဆိုတာလေးလည်းရှိတယ်လေအဲ့လိုမျိုးဆိုရင်တော့ဒီမေးခွန်းမေးကြပါဘောနော် Are you celebrating something special today? အာ anniversary အတွက်လာစားတာလားမွေးနေ့အတွက်လာစားတာလားဒါဆိုရင်လက်ဆောင်ပေးတာရှိတယ်ဒီလိုမျိုးပေါ့ Okay Be careful, the plate is hot. ကြည့်ဆိုင်ပါရှင်ပကံပူလို့ပါ the plate plate ကပကံပေါ့နော် the plate is hot be careful the plate is hot ကြည့်ဆိုင်ပါရှင်ပကံပူလို့ပါပြောမယ်ဆိုရင်တစ်ခါလေးကြာရင်အလိုထိုင်းဆိုင်နေပါဒီမှာဆိုလို့ရှင်လေပူပူကြက်ကြက်ကြီးတံပြားကြီးတွေနဲ့ပေးရဟာရှိရလေအလိုမျိုးချိန်မှာဆိုရင် be careful the plate is hot ကြည့်ဆိုင်ပါပကံပူလို့ပါဒီလိုမျိုးပြောလို့ရတယ် နောက်တစ်ခါကျတော့ is everything okay with your meal အစားအသောက်တွေစားရတာအဆင်ပြေပါလားဒါစားနေရင်လည်းကိုကသွားပြီးတော့မေးခြင်းလည်းမေးလို့ရတယ်ဒါအဲဝတ်ပြူငါပြီးတော့တောင်းဝင်ကြည့်တဲ့စားတောက်ဆိုင်ကြီးရေဆိုရင်တော့အဲ့လိုမျိုးလာလာမေးရပေါ့နော် is everything okay with your meal အစားအသောက်တွေကစားရတာအဆင်ပြေလားဘာပြင်ပေးရအောင်လဲဒီလိုမျိုးပေါ့နော် is everything okay with your meal is everything okay with your meal အစားအသောက်တွေကအဆင်ပြေပါလားရှင်နောက်ထပ်တစ်ခုကကျတော့ would you like a refill ထပ်ဖြည့်ပေးရအောင်မလားရှင် or would you like a refill ထပ်ဖြည့်ပေးရအောင်မလားရှင်ဒါကျမတို့ကဟိုဘယ်လိုပြောရမလဲမိန်းကလေးအနေနဲ့ပြောရမလို့ရှင်းရှင်းအနေနဲ့ပြောရပါတော့เนาะပြောမယ်ဆိုတော့ would တော့ w o u l d would နဲ့တုံးလိုက်ပြီးဆိုရင်ယဉ်ကျေးတဲ့အသုံးနှုန်းပေါ့ခဲယောက်ျားလေးကပြောပြောရဲဆိုရင်လဲ would you like a refill ဆိုလို့ရှင်ထပ်ဖြည့်ပေးရအောင်မလားခင်ဗျာဒီလိုမျိုးပေါ့เนาะအာယဉ်ကျေးတဲ့အသုံးနှုန်းလေးပေါ့ okay would you like a refill ထပ်ဖြည့်ပေးရအောင်မလားရှင် နောက်တစ်ခုကကြတော့ Would you like that pack to go? ဒါကိုယူသွားဖို့ထုတ်ပေးလိုက်ရမလားရှင် PSKED pack ကကြာထုတ်သွားရဲဆိုတဲ့ဟာမျိုးပေါ့နော် Would you like that pack to go? ဒါကိုယူသွားဖို့ထုတ်ပေးရမလားရှင် Would you like that pack to go? Okay ဒါကိုယူသွားဖို့ထုတ်ပေးရမလားရှင် နောက်ထပ်တစ်ခွကကြတော့ our brain to take away box for you ထုတ်သွားပြီးထုတ်ပြီးတော့ယူသွားလို့ရအောင်ဘူးလေးယူလာခဲ့ပေးပါမယ် take away box ဆိုလို့ရှင်ပါဆယ် take away ဆိုတာပြောရမယ်ဆိုပါဆယ်ထုတ်သွားတယ်ဆိုတာမျိုးပဲပေါ့နော် take away ယူတယ် take away ယူတယ်ပေါ့ so take away, take away box ဆိုလို့ရှင်ထုတ်ပြီးတော့ယူသွားဖို့အတွက်ဘူးလေးပေါ့နော် okay our brain to take away box for you ထုတ်ပြီးတော့ယူသွားလို့ရအောင်ဘူးလေးယူလာပေးခဲ့ပါမယ်ရှင် our brain to take away box for you okay ်နောက်ထပ်တစ်ခွကကျတော့ I am very sorry about that let me fix it အဲ့တော့တကယ်တောင်းပန်ပါတယ်ရှင် ပြန်ပြေပေးပါမယ်ရှင်ပြောမယ်ဆိုရင်တော့အာစားနေတဲ့လူကမကြိုက်တာတို့သူမှားရတဲ့ order မဟုတ်တာတို့အာဒါမှားမဟုတ်လေတခြားဟာမှားလေဒီလိုမျိုးဖြစ်တာတို့ပေါ့အဲ့လိုမျိုးခြေနေမှာဆိုရင် I am very sorry about that အဲ့တော့တကယ်ကိုတောင်းပန်ပါတယ် let me fix it ပြန်ပြင်ပေးပါမယ်ရှင် okay fix ကပြင်ဆင်တာပေါ့နော် I'm very sorry about that let me fix it ဲ့ဒီတွေတကယ်တောင်းပန်ပါတယ်ပြင်ပြပေးပါမယ်နောက်တစ်ခွကကြတော့ OSP to the kitchen and get back to you ကျမမိဖို့ကြောင့်မေးပြီးပြန်ပြောပေးပါမယ်တချို့ဟာကြောက်လဲအလိုနည်းနည်းအရင်ပြဿနာရှာနေတာမျိုးဆိုလို့ရှင်ပေါ့နော်မဟုတ်သေးဘူးမိဖို့ကြောင့်ကအာစပုံမှုနဲ့မေးကြည့်လိုက်ပါအောင်မယ်ပြန်ပြန်ပြောပါမယ်ပေါ့အဲ့လိုမျိုးဆိုရင်တချို့ customer ကလည်းနည်းနည်းစိတ်ဆိုးတတ်တာတွေရှိတယ်ပေါ့နော်အဲ့လိုဆိုတော့နည်းနည်းလေးသတိထားပြီးတော့ပြောရတယ် I'll speak to the kitchen and get back to you ဒီမှာမိဖို့ကြောင့်မိပြီးပြန်ပြောပေးပါမယ်ရှင် I'll speak to the kitchen and get back to you ဒီမှာမိဖို့ကြောင့်မိပြီးတော့ပြန်ပြောပေးပါမယ် okay I apologize for the delay. ကြံ့ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်။ဒါကတော့တော်တော်များအမှတ်ထားမယ့်စကားလုံးလေးပေါ့နော်။အာစားတော့ဆိုင်နေမှာဆိုရင်ဟောအရန်ကြာနေပြီမလာသေးဘူးလားဘာညာဒီလိုဖြစ်တတ်ကြတယ်။အဲ့လိုမျိုးချိန်မှာဆိုရင် I apologize for the delay. အာကြံ့ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်။ကြံ့ကြာမှုအတွက်တောင်းပန်ပါတယ်။ delay ကကြံ့ကြာသွားတယ်ပေါ့နော်။ apologize ကတောင်းပန်တယ်။ I apologize for the delay. ကြံ့ကြာသွားမှုအတွက်တောင်းပန်ပါတယ်ရှင်။နောက်တစ်ခါကျတော့ thank you for your patience. စိတ်ရှိပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ် thank you for your patience မှားရတဲ့ဟာကြာနေပြီဆိုရင်ဒီလိုလေးပြောလို့ရတယ် thank you for your patience စိတ်ရှိပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးလေးပြောလို့ရတယ်နောက်တစ်ခါကျတော့ i am sorry we don't allow outside food or drinks စိတ်မကောင်းပါဘူးရှင် ကျမတို့ပြင်ပအစားအသားတွေကိုစားတောက်ခွင့်မပြုပါဘူး we don't allow ကကြာ allow ခွင့်မပြုဘူးပေါ့နော် outside food အာပြင်ပအစားအစာတွေ or drinks အတောက်တွေပေါ့နော်တောက်စရာတွေရောစားစားပြင်ပစားစရာတွေတောက်စရာတွေခွင့်မပြုပါဘူး okay i am sorry we don't allow outside food or drinks စင်ကောင်းမအောင်ရှင်ကျမတို့ပြင်ပစားတောက်တွေကိုခွင့်မပြုပါဘူး i'm sorry we don't allow outside food or drinks okay နောက်တစ်ခါကျတော့ unfortunately that table is already reserved ိတ်မကောင်းပါဘူးရှင်ဒီစပွဲကကြိုတင်စရင်ပေးပြီးသားပါရှင်ဒါကတော့တချို့တွေကကြတော့အဒီခုံလေးမှာထိုင်ကျင်နေအဲ့လိုမျိုးပြောလို့ရှင်အော်မဟုတ်ဘူးဒီခုံက booking တင်ထားတာအဲ့လို view လှလှနေရာလေးတွေဆိုလို့ရှင် booking ကြိုတင်ထားရတွေရှိရလေအဲ့လိုမျိုးဆိုရင် customer တယောက်ကလာရဲပဲထားပါတော့အဲ့ view လှလှနေရာခုံလေးကိုထိုင်ကျင်နေဆိုအာ unfortunately စိတ်မကောင်းပါဘူးကံမကောင်းစွာနဲ့ပဲ that table is already reserved ဒီစပွဲကကြိုတင်စရင်ပေးပြီးသားပါရှင်ဘုကင်တင်ပြီးသားပေါ့နော်အဲ unfortunately ကတော့တခြားတိုင်းဘာသာပြန်မယ်ဆိုရင်တော့ကံမကောင်းစွာနဲ့ပဲဆိုတဲ့အထိပ်ပဲပေါ့နော် unfortunately that table is already reserved အာကံမကောင်းစွာနဲ့ပဲအဲ့ဒီစပွဲကကြိုတင်ပြီးတော့စရင်ပေးပြီးသားပါကြိုတင်ဘုကင်တင်ပြီးသားပါပေါ့နောက်ထပ်စာကြောင်းတစ်ခုကကြတော့ I'm sorry we are closed for today အာဆင်မကောင်းပါအောင်ရှင်ဒီနေ့ဆိုင်ပေးပါရယ် we are closed for today i'm sorry we are closed for today အာဆင်မကောင်းပါအောင်ရှင်ဒီနေ့ဆိုင်ပေးပါရယ်ရှင်အာ okay နောက်တစ်ခုကကြတော့ would you like the bill ဒါမှမဟုတ် check ပေါ့နော်ငွေတောင်းခံလာယူခြင်းပါလားငွေရှင်းတော့မှာလားဆိုတဲ့အထိပ်ပဲပေါ့ would you like the bill would you like the check okay အာငွေတောင်းခံလားယူခြင်းလားငွေရှင်တော့မလား would you like the bill ပေါ့နော်ငွေတောင်းခံလားယူခြင်းလားနောက်ထပ်တစ်ခွက်ကျတော့ here's your receipt ဒီမှာပြေစာပါရှင် receipt ကပြေစာပေါ့နော် here's your receipt ဒီမှာပြေစာပါရှင် okay ဒါကတော့သူတို့ကိုငွေချေပြီဆိုတဲ့အချိန်ပတ်စံရှင်းပြီဆိုတဲ့အချိန်ကြရင်ပေါ့နော် here's your receipt ဒီမှာပြေစာပါရှင်နောက်ထပ်တစ်ခွက်ကျတော့ would you like to pay by cash or card ငွေသားနဲ့ပေးချေခြင်းလား jet နဲ့ပေးချေချင်လားနိုင်ငံသားကြီးမှာဆိုလို့ရှင်သူတို့ကငွေနဲ့အာကျမတို့သုံးတဲ့လိုမျိုးငွေအရွက်လိုက်ပေးရလဲရှိရလေဒါမှမဟုတ်ကိုရီးယားကားတွေရလိုမျိုး card လေးနဲ့ပေးရလဲရှိတယ်အဲ့တော့ကိုက would you like to pay by cash or card ငွေသားနဲ့ပေးချေချင်လား card နဲ့ပေးချေချင်လားနောက်တစ်ခါကျတော့ the total comes to blah blah dollar ပေါ့ ထားပါတော့ the total comes to 78 dollars ပေါ့အစစပေါင်း88ဒေါ်လာကျသင့်ပါတယ်စစပေါင်းဘလောက်ဒေါ်လာကျသင့်ပါတယ်ဒီလိုမျိုးပြောလို့ရတယ် the total comes to ဘလောက်ဘလောက်ဒေါ်လာ okay သူတို့အရှင်းမဲ့ဟာမျိုးမှာ yes you receive ပေါ့ဒီမှာပြေစာပါ the total comes to ဘလောက်ဒေါ်လာစစပေါင်းဘလောက်ဒေါ်လာကျသင့်ပါတယ်နောက်တစ်ခုကကြတော့ would you like to split the bill ဘေးကိုခွဲပြီးတော့ရှင်းကြည့်ပါလား would you like to split the bill ဒါကြတော့ပြောမယ်ဆိုရင်တကယ်ချင်းအုပ်စုတွေဆိုရင်ထားပါတော့နှစ်ယောက်ကအရှိမရောက်လာပြီနောက်တစ်နှစ်ယောက်ကနောက်မှရောက်လာနောက်တစ်နှစ်ယောက်ကတသက်မှာတယ်ဆိုရင်အရှိကနှစ်ယောက်နဲ့ဘေးကိုခွဲပြီးတော့ရှင်းကြည့်လားဒါမှမဟုတ်ပေါင်းပြီးတော့ရှင်းကြည့်လားဘေးကိုတယောက်ချင်းစီယူကြည့်လားဒီလိုမျိုးလေးမျိုးရပါတော့ would you like to split the bill ဘေးကိုခွဲပြီးတော့ရှင်းကြည့်ပါသလား ဒါတော့အရန်တော့မလိုပါဘူးဟိုဒါပေမဲ့အရန်ဟိုဟိုမြင်းနဲ့စားတော့ဆိုင်ဒီမှာကြတော့ဥမာတငယ်ချင်းလေးယောက်လာရယ်ဆိုရင်တော့အော်ငါတို့တယောက်ကိုဘေးတစ်ခုစီပေးပါနော်ငါတို့စားရတဲ့ဟာလေးကိုဘေးခွဲလို့ပေးပါအဲ့လိုမျိုးလေးပြောရှိရပါတော့ Would you like to split the bill ဘေးကိုခွဲပြီးတော့ရှင်းချင်ပါသလားနောက်ထပ်တစ်ခုကကြတော့ Are you paying together or separately တူတူပေါင်းရှင်းမလားတသက်စီရှင်းမလား Are you paying together paying together ဆိုတာတူတူပေါင်းပြီးတော့ပေးတာ or ဒါမှမဟုတ် separately ခွဲပြီးတော့ပေးတာ okay separately ကခွဲခွာရပါတော့ are you paying together or separately တူတူပေါင်းပေးမလားတသက်စီပေးမလားနောက်ထပ်တစ်ခုကကြတော့ thank you i'll be right back with your change ကျေးဇူးတင်ပါတယ်ပြန်တန်းပြန်အန်းငွေနဲ့အတူပြန်လာခဲ့ပါမယ် i'll be right back ဆိုတာကြတော့ငါပြန်လာခဲ့မယ်ပေါ့ with your change ပြန်အန်းငွေနဲ့အတူ change ကပြန်အန်းငွေပေါ့နော် thank you I'll be right back with your change. ကျေးဇူးတင်ပါတယ်။ပြန်ဝင်နေတူပြန်လာခဲ့ပါမယ်ရှင်။နောက်တစ်ခါကျတော့ Thank you for dining with us. ကျမတို့ဆိုင်မှာစောင်းသုံးပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါကတော့ dining ကဒါတော်တော်များများလည်းအခုနောက်ပိုင်းတော့နေ့လယ်သာစားရဆိုရင်လည်း thank you for dining with us ဒီဆိုင်ကျမတို့ဆိုင်မှာစားသုံးပေးရတဲ့ကျေးဇူးတင်ပါတယ်ဒီလိုပဲပြောကြရပါတော့ especially ညဘက်ဆိုလို့ရှင်တော့ပိုပြောတယ် thank you for dining with us ဒါမှမဟုတ်လည်းရိုးရိုးရှင်းရှင်းလေးပဲ thank you for coming to us ငါတို့စီလာရတဲ့ကျေးဇူးပြုတင်ပါတယ်ဒါမျိုးလည်းရိုးရိုးရှင်းရှင်းလေးပြောလို့ရတယ်ဒါမှမဟုတ်လည်း thank you ဒီလိုပဲပြောလို့ရတယ်ပေါ့နော် okay thank you for dining with us ကျမတို့ဆိုင်မှာစားသုံးပေးရတဲ့ကျေးဇူးတင်ပါတယ် โอเคဒါဟာဆိုလို့ရှင်တော့အာဒါ waiter waitress လေးတွေတည်ထားတင်းနဲ့အာ salon လေးတွေနဲ့စာကြောင်းလေးတွေကိုပြောသွားပေးတာဖြစ်ပါတယ်ဆိုတော့ဒီ salon အတုံးလုံးနေရာတော့ပေါ့နော်စားတောက်ဆိုင်အကြီးတွေမှာတုံးတဲ့ salon တွေညားတယ်ကိုကဘလိုပဲဖြစ်ဖြစ်ဒါလေးတွေကိုနည်းနည်းတီမီခေါင်းမိရှိတာမယ်ဒါလေးတွေနည်းပြောမယ်ဆိုလို့ရှိရင်တော့ကိုကပို့ပြီးတော့အဆင်ပြေသွားမှာဖြစ်တယ် โอเคဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှင် like comment subscribe share လေးလုပ်ခဲ့ပြီပါเนาะချစ်တာ